ီကွေဒေါ်မှာရာသဝတ်ဂိုင်းတိုက်ဖြတ်ရေးအမေရိကန်ကြီးစားစစ်သက်ကော်မတီနဲ့လဲသွဲမီဤကွေဒေါ်နိုင်ငံဂိုင်ယာကွေးမြို့တော်မှာမတ်၃ရက်ကကားဘုံပောက်ကွဲမှုဖြစ်ပွားခဲ့ရမှာတိတ်ဆုံးတန်ရန်ရသူတွေရှိခဲ့ပြီးမော်တော်ယာဉ်တွေလည်းပျက်စီးသွားကြောင်းဒေသတွင်းသတင်းတွေအရသိရပါလိမ့်မတ်၃ရက်နေ့မနေ့ပိုင်းကကာယာကွေးအချင်းထောင်ကြီးအပြင်ဘက်မှာကားသစီးထက်မနေ့ဘုံပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးအစောတယောက်တိတ်ဆုံးခဲ့ကြောင်းပြည်ထောင်ရေးဝန်ကြီးဂျွန်မရိန်ဘတ်ကပြောပါလိမ့် အီကွေဒေါ်နိုင်ငံဟာအမေရိကန်ခြေဆိုင် Blackwater ပုတ်ကလစ်ကစစ်တပ်ရဲ့ထိထောင်သူ Eric Brenne လက်တွဲမှာဖြစ်ကြောင်းတမရဒန်နီရဲနိုပါအားကအခုသတင်းပတ်မှာကြီးညာခဲ့ပါတယ်။အရှိန်မြင့်လာနေတဲ့ရာဇဝတ်မှုခင်တွေကို ဖြည့်ရှင်းဖို့အတွက် Eric Brenne ရဲ့အကူအညီနဲ့လုံခြုံရေးအစီအမံတွေကိုအားဖြည့်ထားကြောင်းနဲ့ရာဇဝတ်ဂိုင်းတွေဟာ AP 73ရဲ့ရွေးကောက်ပွဲနေ့မတိုင်ခင်နိုင်ငံတွင်ကြံဖက်မှုတွေကိုလှုပ်ဆော်ဖို့ဂျိုးပန်းနေကြတာလို့ပြည်ထရေးဝန်ကြီးဂျွန်မရိန်ဘတ်က ကျားသားပတင်းနေကရိုက်တာနဲ့အင်တာဗျူးအားပြောကြားခဲ့ပါတယ်။ရစောကိုင်းတွေကိုတိုက်ဖြတ်ဖို့အတွက်မကြာခင်မှာအီကွေဒေါလုံချုံရဲ့တပ်ဖွဲ့တွေဟာပုတ်ကလစ်ကလုံချုံရဲ့အမှုဆောင်အဲရီပရေစီမှအကြံဉာဏ်ကိုလက်ခံရရှိတော်မှာဖြစ်ကြောင်းလည်းပြည်ထရေးဝန်ကြီးရိန်ဘတ်ကပြောဆိုပါတယ်။တမရနိုဘိုအားဟာရစောကိုင်းတွေကိုစစ်ကြေညာထားပြီးလမ်းမပေါ်မှာစစ်တပ်ချထားခြင်းနဲ့အနေရရှိတဲ့ဒေသတွေမှာအရေးပေါ်အခြေအနေကြီးညာခြင်းတွေကိုထိန်းချုပ်ဖို့အကြိုးပမ်းနေတာပါ။ တာမရာဟောင်းရာဖေကော်နီယာရဲ့နောက်လိုက်နောက်ပါတယောက်ဖြစ်တဲ့လဲဝဲဝါဒီလူစာကွန်စာလီဟာနိုပိုအားရဲ့လုံခြုံရေးပြူဟာကိုစိန်ခေါ်ခဲ့ပြီးသူအနေနဲ့လုံခြုံရေးကျိုးပန်းမှုတွေနဲ့အတူလူမှုရေးဆိုင်ရာအစီအစဉ်တွေကိုပိုလှုံ့ဆောင်သွားဖို့ကြေပြုခဲ့ပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။